အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ဒီ Android Phone တွေမှာအသုံးများတဲ့ဒီ Bob ဆိုတဲ့ APK လေးပဲဖြစ်ပါတယ်ဒီ APK ကတော့ကျွန်တော်ဒီကိုယ့်ရဲ့တပ်ပုံဗီဒီယိုတွေကို hide ထားတာပဲဖြစ်ဖြစ်ဒိန်းထားနေတာပဲဖြစ်ဖြစ်အသုံးပြုတဲ့အသုံးပြုတာပဲဖြစ်ပါတယ်ကျွန်တော် latest version လေးထွက်တာအကြောင်းကျွန်တော်ဒီမှာဗီဒီယိုလေးတစ်ပုဒ်ပြုလုပ်ပေးတာပဲဖြစ်ပါတယ်ဗျာ အမတော်မူတဲ့သူရရှင်လည်းတောင်းလို့အရှင်ပြေအောင်အလွယ်တကူအရှင်ပြေအောင်လို့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ bot need to အသုံးများ APK လေးနောက်ထပ်ရှိပါရဲ့ audio manager calculator photo box ဆိုတာလေးပေါ့နော်ကျွန်တော် channel app တွေကတော့ now video တွေမှာတည်ပြသွားဖို့ရှိပါတယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို စားသုံးကြည့်မယ်လို့မျှော်လင့်ပါရယ်ဗျကျွန်တော်လော့ခတ်တာလေးတွေကိုစားသုံးပြုလုပ်ပေးပါမယ်ရေသုံး software ဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးလေးမြင်နေရပါမယ် password ကတော့ကိုလေးလုံးကနေကြိုက်တဲ့ကိုချက်လို့ထားလို့ရတယ်ကျွန်တော်တော့လေးလုံးပဲထားပေးလိုက်ပါမယ်ပြန် confirm password လေးနှိပ်ပေးလိုက်ပါ ီနေရာမှာတခြား use ရအောင်မလို့ပါဘူးကျွန်တော် next နဲ့ပဲသွားပြပါမယ်ပြီးရင် no time ကိုနှိပ်ပါ cancel ကိုနှိပ်ပြပါဒီ function ကတော့ကျွန်တော်တို့အသုံးခုပဲအသုံးများတာပဲဖြစ်ပါတယ် photo video and audio ပြီးရင် apk loss ရဲ့ function အသုံးခုပဲအသုံးများတာဖြစ်ပါတယ်အဲဒီခြေကမှာကျွန်တော်တို့ခုချင်းစီကိုပြပြပြပါမယ် ရောဆုံးအနေနဲ့ကျွန်တော်ဖိုတိုတွေကိုဝင်ပြီးတော့မှလောက်ခတ်ပြပါမယ်ဖိုတိုတွေဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးပါမရှင်လေးကို on ပေးလိုက်ပါမိမိထည့်ခြင်းနဲ့ဖိုတိုတွေကိုရွေးချယ်ဖို့အတွက်အပေါင်းလေးကိုနှိမ့်လိုက်ပါဒီနေရာမှာတော့ကျွန်တော်တို့လိုအပ်တဲ့တိမ်ထားခြင်းနဲ့တပုံလေးတွေကိုဆက်လက်ပေးပြီးတော့မှ enforcer လေးကိုနှိမ့်ပေးလိုက်ပါ ါဆိုလို့ရှိရင်တော့ကျွန်တော်တို့တပ်ပုံလေးကိုတိမ့်ထားတာရပါပြီပဲဖြစ်ပါတယ်နောက်တစ်ခုကဗီဒီယိုမှာလည်းဒိုနေတူကျွန်တော်တို့ permission ပေးပြန်ပြီးရင်ကျွန်တော်တို့လို ကိုတိမ့်ကျင်တဲ့ဗီဒီယိုလေးကို select ပေးပြီး inform နေလိုက်ရုံမှာပဲဗျာနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒီ APP ကိုဟော lock cap ပြပါမှာဖြစ်ပါတယ် APP တဲကိုဝင်လိုက်ပါ အဒီနေရာမှာကို log ခတ်ထားခြင်းနဲ့ app ကို display လေးပြထားမယ်ပေါ့နော်ကျွန်တော် youtube ကို log ခတ်လိုက်ပါမယ်ဒီနေရာမှာတခြားဒီ original အတိုင်းလေးပဲထားပြလိုက်ပါအဆင့်30ရှိပါတယ်ပထမအဆင့်နေနဲ့ sys noun လေးလောက်ပါမယ်အကျွန်တော်ဒီနေရာမှာ bot apk ကိုကျွန်တော် permission လေးဝင်ပြရမှာဖြစ်ပါတယ် ဒုတိယအဆင့်အနေနဲ့ကတော့ကျွန်တော်တို့တူတူပါပဲပါမရှင်လေးပါပါနော်ဆက်စကန်လေးဆောင်ပေးလိုက်ပါအတီဘဲကိုနေပြပါ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့လောခတ်တာအောင်မြင်ပြီးပဲဖြစ်ပါတယ်ဗျာဒါဆိုကျွန်တော် YouTube ကိုလောခတ်လိုက်တာပဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒီ YouTube ကို loss remove လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ AP application တွေကိုပဲပြန်သွားအောင်မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်လည်းခါရဲပြပေးပါမယ်ပြီးကြလို့လည်းဝင်လိုက်ပါ အဒီနေရာမှာအန်လောင်းကိုနှိပ်ပေးလိုက်ရင်ရပါပြီ။ဒါဆိုရင်ကျွန်တော်တို့ remove လုပ်လိုက်ပါပြီဖြစ်ပါတယ်။အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဗျာ။နောက်ဗီဒီယိုမှာလည်းဒီချက်ပို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ပေးသွားဖို့ရှိရကြောင်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ဖို့တောင်းဆိုပါတယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။